ပုံမှန်တင်ဆက်နေကြဗီဒီယိုတွေနဲ့မတူတဲ့အကြောင်းအရာလေးကိုမျှဝေပေးကြပါတယ်ဒီလိုဗီဒီယိုမျိုးကိုအင်္ဂလိပ်လိုဆိုရင်တော့ positive affirmation လို့ခေါ်ပါတယ်မြန်မာလိုစီလီအောင်ပြောရမယ်ဆိုရင်တော့အပြုသဘောဆောင်တဲ့အတွေးတွေပြောစကားတွေဖြစ်ပါတယ်ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုလက်ခံတတ်လာကိုယ့်ကိုယ်ကိုချစ်တတ်လာကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမြင့်တတ်လာအောင်ပြောကြားပေးတဲ့ဗီဒီယိုမျိုးပါဒီလိုဗီဒီယိုမျိုးကိုနေ့စဉ်အမြဲနားဆင်လက်ချင်းအားဖြင့်တကယ်ပဲရလတ်နေတဲ့ကိုယ့်ဘဝကိုပျော်ရွှင်လာပြီးတော့ ိုယ့်ရဲ့ဖြစ်တည်မှုကိုအကောင်းဘက်ကနေလက်ခံတက်လာစေပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဂျီဂျီမမသမိုင်းကြောင်းဆိုင်ရာအချက်အလက်အဖြစ်အပျက်တွေမဟုတ်တဲ့အတွက်ကိုကိုကိုပြောနေတယ်ဆိုတဲ့ခံစားချက်မျိုးရအောင်။နန်စားနေတဲ့ငါဆိုတဲ့စကားလုံးကိုစာကြောင်းလိုက်မှကျွန်တော်သုံးထားပါမယ်။ဒီဗီဒီယိုကိုညစဉ်အိဆက်ခါနီးတိုင်းဒုမုတ်တယောက်တည်းရှိချင်အားလက်ချိန်တိုင်းဒါမှမဝင်မနှက်ခင်အစောတိုင်းမှာနေ့စဉ်နားထောင်ပေးခြင်းအားဖြင့်ကိုကိုကိုနဲ့ပတ်သက်ပြီးတော့လက်ခံနဲ့သက်မှုပြီးပို့ပို့ပြီးတော့မှတိုးလာစေလိမ့်မယ်ဆိုတာကိုအားမခံပါတယ်ခင်ဗျာ။ကဲ ဒီ positive affirmation လေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုအခုမှတွေ့ရဆိုရင်တော့ subscribe လေးနဲ့ကျွန်တော်နဲ့အတူတူအဆုံးနေလိုက်ပါအားပေးကြဖို့ channel တက်တယ်ဆိုရင်ဒီ video လေးကို like လေးပါလုပ်သွားပေးဖို့တိုက်တွန်းအပ်ပါခင်ဗျာငါကလုံလောက်တယ်ငါကငါ့ဘဝချင်းနဲ့ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်တယ်ငါရွေးချယ်လိုက်တဲ့လမ်းကြောင်းအတိုင်းသွားအောင်ငါအတွေ့အကြုံကထိန်းချုပ်ပါငါကငါကဘာကြီးရဲ့ဖန်ဆင်းရှင်ဖြစ်တယ်ငါရဲ့ခန္ဓာကိုယ်ကငါကကြည်ကြည်ပြက်ပြက်နက်နက်ရှိုင်းရှိုင်းနဲ့ ်ပျော်ရွှင်စွာနဲ့ချစ်မြတ်နိုးပါလေငါခန္ဓာကိုယ်မှာကိုယ်ပိုင်ဉာဏ်ပညာတွေရှိနေတယ်ငါရဲ့ရုပ်ရည်သွင်ပြင်ကငါတွေးမြင်ထားတဲ့အရာတွေရဲ့ရောင်ပြန်ဟမှုတစ်ခုပဲနေ့စဉ်နေ့တိုင်းပဲငါကပူလှပပြီးတော့မှတောက်ပလာမှန်ထဲမှာမြင်ရတဲ့ငါကုံကသဘောကျတယ်ငါခန္ဓာကိုယ်ရဲ့ self တစ်ခုချင်းစီတိုင်းကနေမြင့်မြတ်တဲ့ပြည့်ပြည့်စုံမှုကိုငါသဘောကျပါငါငါကငါပူပြီးချင်းမြတ်နိုးလာတယ်။တခြားလူတွေကလည်းငါကိုချင်းမြတ်နိုးကြပြီးတော့ငါကယုဏတရားကိုယ်တိုင်ပဲဖြစ်ပါတ ငါရဲ့ချူတက်နေတဲ့အရာတွေကချစ်ချင်းတရားတွေကြောင့်ပြေဆုံးနေခဲ့ပါပြီ။အခုပဲငါကငါရဲ့အလှအပတွေငါရဲ့ခွန်အားတွေနဲ့ငါမှာကိုယ်ပိုင်ရှိတဲ့တခြားသူတွေနဲ့မတူညီတဲ့အရာတွေအတွက်ဂုဏ်ယူပါတယ်။ငါဘာသာငါဂယုစိုက်နိုင်တာကိုငါသဘောကျပါတယ်။ဒီနေ့မှငါတကူကြီးနေထိုင်ကောင်းနေဖို့ကငါရဲ့ဦးစားပေးအလုပ်ပဲဖြစ်ပါတယ်။ငါအတွင်းစိတ်ကပြောနေတဲ့အတန်ကိုငါလုံးဝယုံကြည်တယ်။ငါကောင်ကပူပြီးတည်လာနေလိမ့်။ငါယုံကြည်ချက်တွေကပူခံမြဲလာနေလိမ့်မယ်။ ဘယ်ဟာကငါ့ဘွားရဲ့ရည်မှန်းချက်တွေလဲဆိုတာကိုငါကရှင်းရှင်းလင်းလင်းသိလာခဲ့ပါမယ်။ဒီနေ့တော့ငါနှလုံးသားနောက်ကိုလိုက်ပြီးတော့ငါကံကြမ္မာကိုငါရှာဖွေပါမယ်။ဒီကဘာကြီးမှာငါအတွက်အထူးနေရာတစ်ခုရှိနေပါလေ။ငါ့ဘဝရဲ့ဘန်းတိုင်ကတော့ငါရဲ့အကောင်းမွန်ဆုံးသောအရာတွေကိုတခြားသူတွေနဲ့အမျှဝေဖို့အတွက်ပဲဖြစ်ပါလေ။ဒီနေ့တော့ငါကကဘာကြီးကိုချစ်ချင်းမြတ်တာတွေအားစိတ်ထုတ်မှုတွေပျော်ရွှင်ခြင်းတွေနဲ့ငါရဲ့အရေးချင်းတွေကိုမျှဝေပါမယ်။ဒီအချိန်ဒီနေရာမှာငါ့ဘဝရဲ့ ရီမန်းချက်ပန်းနိုင်စီကိုငါသွားမယ်။ငါအချစ်ခံရဖို့လေးစားမှုခံရဖို့ထိုက်တန်တဲ့လူတစ်ယောက်ပါ။လူကောင်းတွေဘေးနားမှာရှိတဲ့ဘဝမျိုးကငါနဲ့ထိုက်တန်တဲ့ဘဝမျိုးပါ။ငါဘဝရဲ့ပန်းနိုင်ဒီကိုငါကိုယ်တိုင်ပဲချမှတ်ပါလေ။ကောင်းမွန်တဲ့အရာအလုံးကဒီအချိန်ဒီနေရာမှာပဲငါအတွက်ဖြစ်ပျက်နေပါလေ။ငြိမ်းချမ်းမှုတွေတာတူညီမျှမှုတွေဆိုတာကတိစေရဲ့ရွေးချယ်မှုတွေပဲဖြစ်ပါလေ။ဒီနေ့တော့ငါကရိုးရှင်းမှုငြိမ်းချမ်းမှုနဲ့တတ်တောင့်တတဖြစ်ရမှုတွေကိုရွေးချယ်ပါလေ။ ငင်းချမ်းနေတဲ့စိတ်နှလုံးကငင်းချမ်းနေတဲ့ဘဝကိုပေးတယ်။ငါယုံကြည်နေတယ်။ဆက်ကြဝဠာကြီးကဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ငါရဲ့အကောင်းဆုံးသောအရာတွေကိုသာပေးအပ်မယ်ဆိုတာကိုပေါ့။လူကိုယ်တိုင်ငင်းချမ်းလာတဲ့နောက်မှာငါလုံးသမျှပြောသမျှအရာတိုင်းကငင်းချမ်းမှုကိုဥတည်နေတယ်။ငါကူကချက်ချင်းတရားတွေငင်းချမ်းမှုတွေပျော်ရွှင်ခြင်းနဲ့ချင်းအလင်းရောင်တွေနဲ့ပြည့်နေတယ်လို့ခံယူထားပါတယ်။အသေးစိတ်အရာအလုံးကိုထိ ंछ ုပ်နေခြင်းမလုပ်တော့တဲ့အခါမှာငင်းချမ်းမှုကဝင်ရောက်လာတယ်။ငါကတင်းငိမ့်နေတယ်။ငါအသက်ရှူသွင်းလိုက်ရင် ဘယ်လန့်စ်ဖြစ်နေတဲ့မျှတမှုတွေငါစီဝင်လာငါအသက်ရှူထုတ်လိုက်ရင်အင်ဘယ်လန့်စ်ဖြစ်နေတဲ့မျှကြီးအချင်းဒီမှာမရှိတဲ့အရာတွေအလုံးထွက်သွားပါလေငြိမ်ချမ်းမှုတွေနဲ့နေတိုင်းနဲ့အခါမှာအကြောက်တရားတွေအတွက်နေရာမရှိတော့ပါဘူးဒီနေ့အတွက်ငါရဲ့တာဝန်ကငါကူငါနဲ့တခြားလူတွေအတွက်ပိုကောင်းတဲ့လူတယောက်ဖြစ်လာဖို့ပဲဖြစ်တယ်ငါကိုယ်တိုင်ကချစ်ချင်းတရားဖြစ်လာပြီးတော့ငါမှချစ်ချင်းတရားကိုခြေခံထားတဲ့လူမှုဆက်ဆံရေးတွေရှိနေတယ်ငါရဲ့လူမှုဆက်ဆံရေးနယ်ပယ်ကလူတွေအားလုံးကပြည့်စုံလုံလောက်ကြပါတယ် ပြီးတော့သူတို့တွေကြောင့်ငါးဘွားကြီးကပိုးပြီးပြေဆုံးလာတယ်။တခြားလူတွေကိုမြစ်တာပေးလိုက်ခြင်းဖြင့်ဆက်ကြဝဠာကြီးကငါ့ကိုချစ်ချင်းမြတ်တာတရားတွေပြန်ပေးပါတယ်။ငါတွေးဆိုတဲ့လူတိုင်းကချစ်မြတ်တာတွေနဲ့ထိုက်တန်တယ်။ငါကယူဆိုင်မှုတွေနဲ့ထိုက်တန်တယ်ဆိုတာကိုငါသိပါတယ်။ငါ့ဘွားကြီးမှဘလို့လူတွေကိုလိုအပ်တယ်ဆိုတာကိုဆက်ကြဝဠာကြီးကသိနိုင်မယ်လို့ငါယုံကြည်ပါတယ်။ဒီနေ့တော့ငါကအကြောက်တရားတွေစီကနေငါကငါလွတ်မြောက်နိုင်မှုအခွင့်ရေးပေးလိုက်ပါတယ်။ပြီးတော့အစစ်အမှန်ချစ်ချင်းမြတ်တာတွေကိုလက်ခံနိုင်ဖို့အတွက်ငါနှလုံးသားကိုဖွင့်ထားလိုက်ပါတယ်။ ်ငါဘွားထဲမှာရှိနေတဲ့လူတွေအတွက်ငါယေရှုတင်ပြီးပါတယ်ငါရဲ့ပြီးပြည့်စုံတဲ့လက်တွဲပေါ်ဒီအတွက်ငါကပြီးပြည့်စုံတဲ့လက်တွဲပေါ်တယောက်ဖြစ်ပါတယ်ငါကစစ်မှန်တဲ့လူမှုဆက်ဆံရေးတွေနဲ့ထိုက်တန်ပါတယ်အချစ်တွေလေးစားမှုတွေနဲ့ပြည့်နေတဲ့ဘဝမျိုးပေါ့ငါအချစ်ခံရဖို့ကိုထိုက်တန်ပြီးတော့အချစ်ခံရဖို့အတွက်လည်းငါကငါခွင့်ပြုပေးပါတယ်ငါကတမ်းပါပြီးတော့ကျမ်းပါပါတယ်ငါရဲ့ဆွမ်းအနေနဲ့တတ်လို့တွေအသက်ဆွမ်းအားတွေကနေ့စဉ်နေ့တိုင်းပဲတိုးတက်နေပါတယ်ငါကလွတ်လပ်ပြီးတော့တဘာဝတရားကြီးရဲ့စီစဉ်မှုနဲ့တသားရဖြစ်နေပါတယ် ငါပြန်လဲကုသနိုင်မှုအတွက်လဲငါရဲ့အတွင်းစည်းကနေငါကိုမှန်ကန်တဲ့လမ်းကြောင်းကိုလမ်းညွှန်ပေးနေပါလေကျေးဝါမှုချမ်းသာမှုကျမ်းမာမှုတွေကငါရဲ့မွေးရပါအခွင့်အရေးတွေဖြစ်ကြတယ်ငါရဲ့ကျမ်းမာကြံ့ခိုင်မှုတွေတက်လုံတွေအတွက်ငါကကယေရှုတင်ပါလေငါကုပဲပူပြီးခံစားလို့ကောင်းလာတယ်စွမ်းအားကြီးလာတယ်ဆိုရကူငါခံစားလာပြီဒီနေ့တော့ငါခန္ဓာကိုယ်ကိုပေးရတဲ့အစားအသောက်ကငါအတွက်တော့အရေးအကြီးဆုံးဦးစားပေးဖြစ်တယ်ငါခန္ဓာကိုယ်စိတ်နဲ့ဝိညာဉ်တို့ကို ညကြီးအခြေအနေမှာ balance ဖြစ်နေစီတဲ့အတွက်ငါဘုံကယေရှုတင်ပါတယ်။ငါအကြီးမြတ်ဆုံးသောညာလင်းကိုရရှိနိုင်ဖို့အတွက်လို့ထသူတယောက်ဖြစ်ပါတယ်။ငါဘဝရဲ့ဘယ်အခိုက်အတန့်မှမစုံငါကိုလမ်းညွှန်ပေးတဲ့အတွေ့အစိတ်အသိဉာဏ်တစ်ခုငါမှရှိနေပါတယ်။ငါရဲ့တွေးခေါ်စဉ်းစားပုံတွေကအစီအစဉ်ကျနာနေတယ်။ရှင်းလင်းနေပြီးတော့မြင်သားနေတယ်။ငါဘန်းနိုင်တယ်ကိုရောက်အောင်လုပ်ရမယ်အလုပ်တွေကိုလည်းငါသတိရှိရှိနဲ့သိနေပါတယ်။ငါဘယ်ကိုသွားမယ်ဆိုတာကိုငါသိနေတဲ့အခါမှာ အဲ့ဒီနေရာကိုတေချာပေါက်ရှောက်အောင်ငါသွားနိုင်ပါတယ်ဒီနေ့တော့ငါရဲ့အတွင်းစိတ်အသည့်ညံနဲ့ငါကတသားတည်းဖြစ်နေတယ်ဒီလိုတသားတည်းဖြစ်နေတာကငါဘွားကြီးကမြကြီးအချင်းကြီးမှာရှိနေတယ်ဆိုတာကိုဖော်ပြနေတာပဲဖြစ်ပါတယ်ငါအိမ်မက်တီကိုသွားနိုင်မဲ့လမ်းကိုညွှန်ပြပေးတဲ့အတွက်ယေရှုတပါတယ်ငါရဲ့အလိုလိုသိစိတ်နဲ့ခံစားချက်တွေကိုငါယုံကြည်ပါတယ်ငါလောကကြီးရဲ့အညစ်အကြေးတွေကနေကင်းကွာသူဖြစ်ပြီးတော့ကြီးမြတ်တဲ့လမ်းညွှန်မှုတွေအတွက်တကားဖွင့်ထားနိုင်သူတယောက်ဖြစ်ပါတယ် ငါအချစ်အလင်းနဲ့ငြင်းချမ်းမှုတွေနဲ့ပြည့်ဝနေပါတယ်။ငါအမြဲတမ်းငါဘာသာလေးစားမှုတွေဂိယူနာတရားတွေနဲ့ဆက်ဆံပါတယ်။ငါမပြည့်စုံပါဘူးဒါကငါသိတယ်။ဒါပေမဲ့ငါဟာငါဖြစ်နေတာကိုပဲသဘောကျပါတယ်။ဒီနေ့တော့ငါဘာသာတောက်ပနိုင်မှုအတွက်ငါခွင့်ပြုလိုက်ပြီ။ငါရဲ့အကောင်းမွန်ဆုံးသောအရာတွေအတွက်ငါဂုဏ်ယူတယ်။ပြီးတော့ဒါကိုတခြားသူတွေနဲ့အတူမျှဝေပါတယ်။ငါအခုချိန်ထိကောင်းကောင်းလုပ်နိုင်ခဲ့တာတွေအတွက်ဂုဏ်ယူပါတယ်။ဒီတက်လည်းငါပူကောင်းပူတော်လာအောင်ပါ။ဒီနေ့တော့ငါရဲ့အကြောက်တရားတွေထက်ပူပြီးသားမနေစီဘူး။ ငါကုငါခွင့်ပြုထားပါတယ်။ဘာတွေပဲဖြစ်နေနေငါကုငါချက်ပါတယ်။မတူညီတဲ့အရေးသွေးတွေအရေးချင်းတွေပင်ကိုဇိုက်တွေကငါကုသူများနဲ့မတူပဲတိကျဖြစ်နေစေတဲ့ဆိုရင်လည်းပဲငါကအဲ့ဒါတွေအတွက်ဂျေစုတင်နေပါတယ်။ငါကုပိုင်တွေ့ကြုံနေအတွက်ဖန်တီးသူဟာငါကုတိုင်းပဲဖြစ်နေတဲ့အတွက်ဂျေစုတင်ပါတယ်။ဆက်ကြဝလာကြီးကငါကုချင်းမြတ်နိုးပြီးတော့မှကုညီထောက်ပံ့ပေးပါတယ်။ငါဆွမ်းအားကြီးတဲ့စေဝိညာဉ်တက်ရှိဖြစ်ပါတယ်။ငါလိုအပ်တဲ့အရာတွေအားလုံးကိုဆွေးငင်နိုင်စွမ်းငါမှရှိနေပါတယ်။ငါရဲ့ပတ်ဝန်းကျင်ကဘာကြီးနဲ့ငါနဲ့ဒါအစားတာဖြစ်ပါတယ်။ ကဘာကြီးကငါနဲ့တူငြင်းချမ်းပါတယ်။ပျော်ရွှင်မှုကငါရွေးချယ်တယ်လို့ငါကပျော်ရွှင်မှုနဲ့လည်းထိုက်တန်သူဖြစ်ပါတယ်။ဒီနေ့တော့ငါကသာသနာပြည့်မှုကြီးပျော်ရွှင်ခြင်းကြီးငြင်းချမ်းမှုကြီးကိုငါအတွက်ငါဖန်တီးပါတယ်။ဒီအခိုက်အတန့်လေးမှာငါကပျော်ရွှင်ပြီးတော့တည်ငြိမ်နေပါတယ်။ပျော်ရွှင်ဖို့အတွက်လိုအပ်တဲ့အရာအားလုံးငါမှအစီအစဉ်တကျရှိနေပြီးသားပါ။အရင်အတွေ့အကြုံဟောင်းတွေကိုငါဆုံးလွတ်လိုက်ပြီးတော့အတွေ့အကြုံအသေးတွေကိုတွေးတော့ပါတယ်။ငါကအကောင်းမြင်စေရှိသူတယောက်ဖြစ်ပြီးတော့ဒီကဘာကြီးပေါ်ကအရေးကြီးသူတယောက်လည်းဖြစ်ပါတယ်။ငါကယုံကြည်မှုရှိသူတယောက်ဖြစ်ပါတယ်။ ပျော်ရွှင်မှုကောင်းတဲ့ဆက်ဆံရေးတွေကိုပျော်ရွှင်စွာနဲ့ငါတည်ဆောက်နေပါမယ်။ငါရဲ့တသက်တာလက်တွဲပေါ်ကူငါဆွဲငင်နိုင်တယ်လို့လည်းငါယုံကြည်ထားပါတယ်။ပြီးတော့ငါရဲ့အကောင်းဘတ်ဆန်နဲ့ positive စွာအားတွေကြောင့်ငါလူတွေကိုဆွဲဆောင်နိုင်တဲ့သူဖြစ်လာပါတယ်။မကောင်းတဲ့ negative အတွေ့အကြုံအားလုံးကိုငါဆွတ်လွတ်ပါတယ်။ငါကဘယ်လိုလိုဖြစ်တယ်ဆိုတဲ့အချက်ကြောင့်ငါဘာသာငါဂုဏ်ယူပါတယ်။ဘယ်လိုချင်းနေမှာပဲဖြစ်ဖြစ်ငါဘာသာငါချစ်မြတ်လို့ပါတယ်။ငါဟာတတိတန်ဖြစ်ပြီးတော့မှထူးခြားတဲ့လူတစ်ယောက်လည်းဖြစ်တယ်။ငါလူများရဲ့လေးစားမှုနဲ့ထိုက်တန်တဲ့လူတစ်ယောက်ပါ။ ဘဝကြီးကပေးအပ်လာတဲ့ကောင်းမွန်တဲ့အရာအလုံးကိုငါဆွေးငင်နေမှာလေဘဝကြီးကငါ့ကိုချစ်ပြီးတော့ငါကလည်းဘဝကြီးကိုချစ်ပါတယ်ငါဘဝကြီးကတကယ်ကိုအံ့ဩဖို့ကောင်းတဲ့ဘဝကြီးပါအခုလောလောဆယ်အရာအလုံးကအဆင်ပြေနေပါတယ်ဘဝကြီးကိုအပြေအဝအသက်ရှင်ဖို့နဲ့လွတ်လပ်နိုင်ဖို့ကငါရဲ့မွေးရပါအခွင့်အရေးတွေဖြစ်ကြပါတယ်အသက်ရှင်တဲ့နေရတာအတွက်ငါပြောပါတယ်ငါဘဝကြီးကငါ့ကိုကူညီထောက်ပံ့ပေးပါတယ်ဒီအတွက်ငါကပူပြီးတော့မှပြည့်စုံလာပါတယ်ငါကဘဝကြီးကိုယုံကြည်တယ်လို့ဘဝကြီးကလည်းဘယ်အချိန်ဒီပဲဖြစ်ဖြစ်ငါ့ကိုထောက်ပံ့ကူညီပေးပါတယ် ငါအနာဂတ်ကတောက်ပနေတယ်။ငါအခုအချစ်အလင်းနေနဲ့အဆုံးမရှိတဲ့ပျော်ရွှင်မှုတွေနဲ့အတူနေထိုင်နေပါလေ။ဘာပြဿနာပဲဖြစ်ဖြစ်ပြေလည်သွားမှာပါ။ငါကလုံခြုံပါလေ။ငါကဘာမှအရာအားလုံးကကောင်းမွန်ပါလေ။အရာအားလုံးကအလုပ်ဖြစ်နေပါလေ။ဖြည့်စင်းနိုင်စွမ်းရှိတဲ့အကြောက်တရားတွေ၊ဖန်တရားတွေစီကနေငါကုံကလွတ်လပ်ခွင့်ပေးပါလေ။ငါငါကုံကလက်ခံပြီးတော့ငါစိတ်နဲ့နှလုံးသားထဲမှာငြိမ်းချမ်းမှုကိုတိဆောက်ပါလေ။ငါကခွင့်လွှတ်ခြင်းရှိတယ်။ခွင့်လွှတ်ပေးတဲ့ခြင်းကငါရဲ့တန်ဖိုးရှိတဲ့လက်ဆောင်မှုတစ်ခုပါ။ငါငါဘာသာလက်ခံတယ် ငါစိတ်နဲ့နှလုံးသားထဲမှာငြိမ်းချမ်းမှုကိုငါဖန်တီးတယ်။ငါကခွင်းလွှတ်ခြင်းနဲ့စိတ်ရှိတယ်။ခွင်းလွှတ်ခြင်းကငါရဲ့တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုပဲ။ငါငါကုံကနဲ့တခြားလူတွေကိုခွင်းလွှတ်ပြီးတော့ကိုယ့်ဘာသာလွတ်မြောက်စေနေတယ်။ငါငြိမ်းချမ်းမှုဖြစ်တယ်။ငါကြီးမြတ်တဲ့ငြိမ်းချမ်းမှုဖြစ်ပြီးတော့သားစရာဖြစ်မှုကငါဘေးပတ်လည်မှာရှိနေတယ်။ငါဆွဲရှိတဲ့လူတယောက်ဖြစ်ပြီးတော့ကိုယ့်ဘာသာလည်းဂိယူနာထားနိုင်တယ်။ငါလှပပြီးတော့လူတိုင်းကငါကိုချစ်ကြတယ်။အကောင်းဘက်ဆန်တဲ့ပြောင်းလဲမှုတွေကြားတဲ့ကိုငါရောက်နေတယ်။ကောင်းမွန်တဲ့အရာတွေပဲငါစီကိုရောက်လာတယ်။ငါကကြမ်းပါတယ်။ ျော်ရွှင်နေပေါများကြွယ်ဝတယ်အတွင်းစိတ်ငြိမ်းချမ်းမှုလည်းရှိနေတယ်ငါခန္ဓာကိုယ်ကပြောလာတဲ့စကားတွေကိုလည်းငါနားထောင်နေတယ်ငါခန္ဓာကိုယ်ကပူပြီးချမ်းသာစေဖို့အတွက်အလုပ်လုပ်ပေးနေတယ်ငါကတခုတည်းဖြစ်ပြီးတော့ချမ်းသာတဲ့လူတစ်ယောက်ဖြစ်တယ်ငါအလိုလိုသိစိတ်ကအငြင်းနဲ့ငါဘေးမှာရှိနေတယ်ငါကငါအလိုလိုသိစိတ်ကိုအပြည့်အဝယုံကြည်တယ်ငါပူကောင်းတဲ့အရာတွေအတွက်ပြောင်းလဲဖို့အသင့်ဖြစ်နေတယ်ငါကငါမကောင်းတဲ့အခြင်းအရာတွေကိုခြံထားဖို့အတွက်အသင့်ဖြစ်နေပြီ ငါ mindset အသစ်တွေလမ်းကြောင်းအသစ်တွေအတွက်အသင့်ဖြစ်နေပြီ။ငါစမ်းသစ်တဲ့အတွေ့အကြုံအသစ်တွေကိုလက်ခံဖို့အတွက်အသင့်ဖြစ်နေပြီ။ငါငြိမ်းချမ်းမှုနဲ့ထိုက်တန်နေသူပါ။ငါခန္ဓာကိုယ်ကကျန်းမာနေပါလေ။အခုငါမှာရှိနေတဲ့အရာတွေအတွက်ငါကျေးဇူးတင်ပါလေ။ငါရဲ့လက်မောင်းတွေကိုဖြန်ကားပြီးတော့အတွေ့အကြုံအသစ်စမ်းတွေကိုငါကျိုးဆိုးနေပါလေ။ဘဝကြီးကအံ့ဩဖို့ကောင်းတယ်ဆိုတာကိုငါယုံကြည်နေပါလေ။ငါကချစ်မြတ်လို့ခံရပါလေ။လူတွေကငါကိုချစ်ကြတယ်။ငါကချစ်ခြင်းတရားတွေကိုခံစားနိုင်ဖို့အတွက်ထိုက်တန်ပါလေ။ငါဘေးမှာချစ်ဖို့ကောင်းတဲ့လူတွေအများကြီးကို ငါပိုင်ဆိုင်ထားတယ်။တခြားလူတွေအတွက်ချင်းမြတ်တာတွေကိုအလွယ်တကူနဲ့ငါပေါ်ပြနိုင်တယ်။ချင်းမြတ်တို့ကိုကောင်းပြီးတော့မှဘောကြွားတဲ့ဘဝတစ်ခုအတွက်ငါစိတ်နဲ့ဝိညာဉ်မှာလိုအပ်နေတဲ့အရာအလုံးကငါမှာရှိနေပြီးသားဖြစ်ပါတယ်။ငါမှာပြည့်ပြည့်စုံတဲ့မိသားစုနေအိမ်လေးတစ်လုံးရှိတယ်။ငါနေရာလေးမှာနေရတာကငါတက်တော့တက်တာဖြစ်ပါတယ်။ဒီလှပတဲ့မိသားစုနေအိမ်လေးအတွက်ငါကံကောင်းတယ်လို့ခံစားရတယ်။ငါနေရာလေးမှာချင်းမြတ်တာတွေကိုငါဖျက်ချက်ထားလိုက်ပြီးတော့ဒါကငါ့ကိုနှွေးထွေးမှုနဲ့တက်တော့တက်တာဖြစ်မှုကိုပြန်ပေးပါတယ်။ ငါလုံးသမျှအရာတိုင်းကိုလည်းငါချိန်နေပါတယ်။ငါရဲ့ဖြစ်တည်မှုလေးနဲ့ငါလုံလောက်နေပါပြီ။ငါငါရဲ့စိတ်ကူငါခံစားရတာဒီကူပြောပြပါမယ်။ငါလိုချင်တဲ့အရာတွေအတွက်ငါတောင်းဆိုပါတယ်။ငါရဲ့ဆွမ်းအားတွေကိုငါရယူပါတယ်။ငါကတမ်းပါပြီးတော့စိန်ကောင်းမှုမှန်သမျှကိုကြော်လွားနိုင်စွမ်းရှိပါတယ်။ငါလက်ရှိအခိုက်အတန့်ပြေဆုံးပါမှာပဲနေထိုင်ပါတယ်။အတိတ်တွေကပြီးဆုံးခဲ့ပါပြီ။ငါကိုလွှမ်းမိုးနိုင်တဲ့စွမ်းအင်ဒီအတိတ်တွေစီမှာရှိမနေတော့ပါဘူး။အခုချိန်ကစပြီးတော့ငါကလွတ်လပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ငါငါကိုယ်ပိုင်အတွေ့အကြုံဖန်တီးပြီးတော့ positive ဖြစ်တဲ့အရာတွေကိုကိုယ်တိုင်ရွေးချယ်ပါတယ်။ငါလုံခြုံတယ်၊ငါလွတ်လပ်တယ်။ပြီးတော့အပြည့်ရှိစိတ်တွေကလည်းငါကငါခင်းလွတ်ခွင့်ပေးပါမယ်။ငါတည်ထားသမျှငါနားလည်ထားသမျှနဲ့အကောင်းဆုံးဖြစ်အောင်ငါလုပ်ပါတယ်။ငါလိုချင်တဲ့ဘဝကိုဖန်တီးတည်ဆောက်ဖို့အတွက်ငါကအကန့်အသတ်မဲ့သူဖြစ်ပါတယ်။ငါအချင်းနဲ့ပျော်ရွှင်ခြင်းတွေကိုမျှဝေပြီးတော့သူတို့တွေကငါ့စီကိုပြန်လာကြတယ်။ငါကပြည့်ပြည့်စုံပြီးတော့ဘဝကြီးကပျော်ရွှင်ပွဲရအတိပဲ။ငါအံ့ဖွယ်ဘဝကြီးကို ချက်ချင်းတရားအပြည့်နဲ့ဖန်တီးပါတယ်။ငါနှလုံးသားတကားကအမြဲပွင့်နေပြီးတော့ငါလုံးကျုံနေပါတယ်။ငါအကောင်းမွန်တဲ့ positive ဖြစ်တဲ့အတွေးတွေကိုသာဝင်လာဖို့ခွင့်ပြုထားတယ်။ငါကပြန်လဲကုသနိုင်စွမ်းရှိတဲ့မေတ္တာတရား channel တစ်ခုနဲ့တူပါတယ်။ဘဝကြီးရဲ့ပြောစရာတွေအားလုံးကိုထီထွေခံစားဖို့ငါမှာကံပါလာပြီးသားဖြစ်ပါတယ်။ငါခန္ဓာကိုယ်နဲ့ငါအသက်ရှင်နေရတာတွေအတွက်စိတ်လို့ရှားမိပါတယ်။ငါရဲ့ရုပ်ဆင်းတွင်ပြင်ကဖြစ်တဲ့ရုပ်ဆင်းတွင်ပြင်ပဲဖြစ်ပါတယ်။ငါကငါရုပ်ရည်အတွက်စိတ်ချမ်းသာတယ် ၊ခွေးငါစိတ်ပိုင်းတစ်ခုချင်း၊ဆဲလ်တစ်ခုချင်း၊ကြွက်သားတစ်ခုချင်းစီကငါပို့သားတဲ့မြေတားတွေကိုရနေပါ။တို့တွေကငါ့ကိုတောက်ပါတဲ့ချမ်းမမှုကိုပြန်ပေးပါလေ။ဘေးရာကမှဘသူကမှငါအတွင်းစိတ်ငြင်းချမ်းမှုကိုမနှောက်ရှက်နိုင်ပါဘူး။ငါကကတောင်းကင်းအဖြစ်တွေကိုဖန်တီးပြီးတော့ဖန်တီးထားတဲ့ကတောင်းကင်းအဖြစ်တွေကိုအဝေးတနေရာလွင့်ပြင်းနှံစွန်းရှိနေပါလေ။ငါကပြောင်းလဲပြင်လဲရှိပြီးတော့လွတ်လပ်တဲ့လူတစ်ယောက်လည်းဖြစ်ပါလေ။ဘဝကြီးကပြောင်းလဲနေတဲ့အတွေ့အကြုံတွေနဲ့ပြည့်နေနေတဲ့ဆရာကူငါလက်ခံထားပါလေ။အပြောင်းလဲတွေအတွက်လည်း ငါစိတ်နှလုံးကိုဖွင့်ထားပါတယ်။ငါငါမိဘတွေရဲ့ကန့်သက်ထားချက်မဟုတ်ဘူး။အကြောက်တရားတွေနဲ့အတားအဆီးအကန့်သက်တွေဆိုတာငါစီမှာမရှိပါဘူး။ငါကအကောင်းမြင်တဲ့စိတ်တွေနဲ့မကောင်းတဲ့စိတ်ဆန္ဒတွေကိုစေးကြောပြစ်ပါတယ်။မကောင်းတဲ့တွေးတွေဖြစ်လာရင်ငါကချက်ချင်းသိနိုင်ပြီးတော့အလွယ်တကူပဲဆုံးပြတ်နိုင်စွမ်းရှိနေပါတယ်။ငါမေတ္တာတရားနဲ့ရှင်းနာမှုတွေကိုတွေးကြုံခန်းစားနိုင်မှုအတွက်တိစောက်ထားတာဖြစ်ပါတယ်။ငါအတွေးတွေကငါရဲ့အကောင်းဆုံးတငယ်ချင်းတွေဖြစ်ကြတယ်။အခုပဲအပြည့်အစုံလုပ်ခြင်းတဲ့အတွေးတွေကနေငါကလွတ်မြောက်ခွင့်ပေးပါတယ်။ ငါအိမ်မက်ဒီကိုငါယုံကြည်ပါတယ်။ငါရဲ့စိတ်ကအကောင်းမွန်ဆုံးသောခရိယာတစ်ခုဖြစ်ပြီးတော့ငါအတွက်အကောင်းဆုံးဖြစ်မယ့်အရာတွေကိုရရှိနိုင်မှုအတွက်ငါစိတ်ကငါအသုံးပြုပါတယ်။ငါငါလို့သမျှအရာတိုင်းကိုရှားနှုံးပြီးစိတ်နှစ်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်လေရှိပါတယ်။ငါကစိတ်ရှိပြီးတော့တဆင်ချင်းလှုပ်တတ်သူလည်းဖြစ်ပါတယ်။အရာအလုံးအားငါနဲ့စတင်နေဆိုတာကိုငါကောင်းကောင်းသတိပြုမိပါတယ်။ငါကငါချစ်ပြီးတော့သဘောကျလက်ခံပါတယ်။ငါခက်ခဲတဲ့အခြေအနေကိုလမ်းကြောင်းတစ်ခုစီကိုသွားနိုင်စေမယ့်အခွင့်အရေးအဖြစ်မှတ်ယူပါတယ်။ ငါရဲ့ပျော်ရွှင်မှုကငါအတွင်းစိတ်ထဲမှာပဲရှိနေတာပါ။အပြစ်ဘက်ကဘယ်အရာကမှငါအတွင်းစိတ်လောက်ပျော်ရွှင်မှုကိုမပေးစွမ်းနိုင်ပါဘူး။ငါကိုယ်ပိုင်ခံစားချက်တည်းအတွက်ငါသာတာဝန်ရှိသူဖြစ်ပါလေ။ငါဘွားကြီးကငါရဲ့ဖန်တီးမှုပါ။အခုချက်ချင်းပဲညှဉ်းညူနေတာညှိတွားနေတာတွေကိုငါဖယ်ရှားလိုက်ပါလေ။အကောင်းဆုံးသောအရာတွေလာပါတော့မယ်။ငါကလှပတဲ့မနှက်ပြန်မှုယုံကြည်ပါလေ။ငါရဲ့အနာဂတ်ကလှပတဲ့အခွင့်အရေးတွေနဲ့ပြည့်နှက်နေမှာပါ။အသက်ရှူလိုက်ရတဲ့အချိန်တိုင်းအတွက်ငါကျေးဇူးတင်နေပါလေ။ ငါကိုကိုရောစိတ်ပါချမ်းမာစီတဲ့လူတွေငါဘေးမှာရှိနေပါတယ်။ငါရဲ့နေရတိုင်းကရောင်ရဲခြင်းနဲ့ချင်းတွေမျောလင်းချက်တွေယေရှုတင်မှုတွေနဲ့ပြည့်နေပါတယ်။ငါခန္ဓာကိုယ်ဟာစัจ java လာကြီးရဲ့အသိဉာဏ်တွေနဲ့ဆက်သွယ်နေပါတယ်။ချမ်းမာခြင်းကငါမွေးရပါခွင့်ရဖြစ်တယ်လို့ပြည့်ပြည့်စုံတဲ့ချမ်းမာခြင်းကငါရဲ့ကြီးမြတ်တဲ့အခွင့်ရဖြစ်ပါတယ်။အခုပဲငါဒီအခွင့်ရကိုလက်ခံရယူလိုက်ပါတယ်။နေ့စဉ်ဒီတိုင်းပဲငါခန္ဓာကိုယ်ဟာပူပူများတဲ့ဆွမ်းအားတွေနဲ့အားဖြည့်ပေးခြင်းကိုခံရတယ်။ငါပူချမ်းမာလား တက်လုံးပူကောင်းလာတယ်ပြီးတော့အသက်ဆွမ်းအားတွေလည်းပူများလာတယ်ငါခန္ဓာကိုယ်ကငါကိုသူဘာလိုအပ်နေလဲဆိုတာကိုပြောပြတယ်ပြီးပြည့်စုံတဲ့ကျမ်းမာရေးအခြေအနေကိုရနိုင်မှုအတွက်ငါခန္ဓာကိုယ်ကဖြစ်နေသမျှအရာအားလုံးကိုလှုပ်ဆောင်ပေးပါတယ်ငါကငါခန္ဓာကိုယ်ကိုလေးစားမှုတွေချင်းမြတာတွေနဲ့ဆက်ဆံပါတယ်ငါခန္ဓာကိုယ်တွေက cell တစ်ခုချင်းစီတိုင်းကပြန်လည်ကုသနိုင်မှုအတွက်ငါလေးလေးနက်နက်ကျေးဇူးတင်ပါတယ်ငါလူတွေဖြစ်ပျက်တွေတခြားအရာတွေအတွက်မကောင်းတဲ့တွေးတွေတွေးမိခဲ့တာတွေစီကနေ လုတ်ကင်းနိုင်ပဲပြုပါတယ်။ငါခန္ဓာကိုပြန်လဲကုသနိုင်မှုအတွက်ငါအစင်သင်ဖြစ်နေပါပြီ။ကုသနိုင်တဲ့ဆွမ်းအားတွေကအခုကအမြဲတမ်းကိုငါကိုဖြတ်သန်းပြီးတော့ဆီစဉ်နေပါတယ်။ငါကကျမ်းမာပြီးတော့ပြည့်ပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရဖို့အတွက်ထိုက်တန်တဲ့လူတစ်ယောက်ပါ။အခိုက်အတန့်အတိုင်းမှာကောင်းမွန်တဲ့အရာတွေကိုငါဆွဲငင်ပါတယ်။ငါကအစားကောင်းကောင်းစားပြီးတော့ခန္ဓာကိုယ်ကိုလည်းရည်တက်လုံလောက်ပြီးပါတယ်။ငါမှလုံလောက်တဲ့ကိုယ်လက်လုံရှားမှုလည်းရှိပါသေးတယ်။ငါတို့အကောင်းဆုံးသောရွေးချယ်မှုတွေကိုငါရွေးချယ်နိုင်စွမ်းရှိပါတယ်။ ်ပျော်ရွှင်ခြင်းနဲ့နေခြင်းနဲ့တက်လွန်ကောင်းနေခြင်းကငါရဲ့ပင်ကိုယ်တဘာဝပါငါရဲ့ကိုယ်ခန္ဓာစနစ်ကငါခန္ဓာကိုယ်ကိုအတိညာပြေဝါစွာနဲ့တမ်းပါစွာနဲ့ကာကွယ်ပေးပါလေငါခန္ဓာကိုယ်ကနေချမ်းမာတဲ့အလင်းတန်းတွေထွက်နေပါလေငါခန္ဓာကိုယ်တွေကစနစ်တကွချင်းစီတိုင်းကကောင်းမွန်တဲ့အခြေအနေမှာရှိနေပါလေငါခန္ဓာကိုယ်တွေကပြန်လည်ကုသနေတဲ့ဖြစ်စဉ်တိုင်းအတွက်ငါယေရှုတင်ပါလေငါမှာဘဝကြီးနဲ့တန်စင်ကန့်ကြီးစွာနဲ့တုံကာနေတဲ့တမ်းပါတဲ့နှလုံးသားတစ်ခုရှိပါလေငါခါနဲ့နောက်ကျောကလည်းတမ်းပါပြီးတော့ ငါ့ကိုလုံလောက်အောင်ထောက်ပံ့ပေးထားနိုင်ပါတယ်။ငါအလိုလိုသိစိတ်နဲ့အသိဉာဏ်ပညာတွေကိုငါအပြည့်အဝယုံကြည်ပါတယ်။ဖြစ်လာတဲ့အရာတိုင်းမှာအကြောင်းပြချက်တွေရှိနေပြီးတော့ငါကောင်းမွန်တဲ့အကြောင်းပြချက်တွေကိုမြင်နိုင်ပါတယ်။ငါမှာဒေါသဆိုတာမရှိပါဘူး။ဘဝဖြစ်စဉ်ရဲ့ပြည့်ပြတ်ပုံကိုငါယုံကြည်နေပါတယ်။ခက်ခဲတဲ့အခြေအနေတွေရဲ့ကောင်းမွန်တဲ့အချက်တွေကိုမြင်နိုင်မှုခက်ခဲတယ်ဆိုပေမဲ့ငါကကြိုးစားပြီးတော့မြင်အောင်ကြည့်တတ်ပါတယ်။ငါမှာမျှော်လင့်ချက်နဲ့တတ်တည်တည်ရှိပြီးတော့ငါကသူတို့ရဲ့စွမ်းအားတွေကိုအသုံးပြုနိုင်ပါတယ်။ ဖြစ်လာသည့်ပြဿနာတိုင်းကိုငါကအကောင်းမြင်ရှုထောင်းမှနေကြည်နိုင်စွမ်းရှိပါတယ်။ငါလိုအပ်တဲ့အချိန်တိုင်းမှာလမ်းညွန်မှုနဲ့အကူအညီကိုငါတောင်းခံပါတယ်။ငါဘဝမှာငါကတမ်းမှသူပါ။ငါကလုံလောက်တာထက်ပိုပါတယ်။တန်တရားတွေမလုံးကြုံမှုတွေအားလုံးကိုငါကဆွန့်ပစ်လိုက်ပြီ။အခုချိန်အခုနေရာမှာငါကကောင်းမွန်မှန်ကန်တဲ့အလုပ်ကိုပြုလုပ်ပါတယ်။ငါရဲ့ဆုံးမချက်တွေကိုငါယုံကြည်ပါတယ်။အခုချိန်ကလုံဆောင်မှုအတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။အခုချိန်ကစတင်ဖို့အတွက်အချိန်ဖြစ်ပါတယ်။ငါဖြစ်ဖို့ကံပါလာတဲ့သူတယောက်ဖြစ်ပါတယ်။ ငါရဲ့ဆက်ဆံရေးတွေကလည်းကောင်းမှန်ပါလေငါချစ်တဲ့လူတွေနဲ့အတူကုံဆုံးရတဲ့တန်ဖိုးရှိတဲ့အချိန်ဒီအထွတ်ငါကျေးဇူးတင်မိပါတယ်ငါရဲ့ဆက်ဆံရေးတွေမှာကျင်လာတဲ့စကားတွေအပြည့်အမူတွေအများအန်းရှိနေပါတယ်တခြားလူတွေစီကနေရရှိတဲ့ချစ်ချင်းမြတ်တာနဲ့ကျန်တာမှုတွေအတွက်ငါလေးလေးနက်နက်ကျေးဇူးတင်မိပါတယ်ငါကဆက်ဆံရေးတွေမှာကောင်းတဲ့အရာတွေကိုပဲအာရုံစိုက်ပါတယ်ဘာပဲဖြစ်နေနေဖြစ်တယ်လို့ဖြစ်ရတာပဲလို့ငါခံယူထားပါတယ်အခုချိန်ကရှင်သန်နိုင်ဖို့အတွက်အကောင်းဆုံးသောအချိန်ဒီတစ်ခုဖြစ်ပါတယ်ငါလို့သမီးအရာတိုင်းကိုစိတ်နစ်ပြီးတော့ စေရနာပါပါနဲ့လှုပ်ပေးတတ်ပါတယ်။ငါရဲ့ပြည့်မှုပြောဆိုပုံဒီအတွက်ငါတတ်တောင့်တတ်တာရှိနေပါတယ်။ငါကိုယ်ပါသာဝေဖန်အပြစ်တင်တာကိုမလုပ်ဘူး။ငါကလူတွေကိုပူပြီးနားလေတတ်အောင်လဲစူးစားပါတယ်။ငါကခရုဏာတရားနဲ့ငါဘွားကဖြစ်သိမ့်လို့ဖြစ်တဲ့ကိစ္စတွေကိုလက်ခံရှုမြင်ပါတယ်။ငါတည်ငြိမ်မှုမြန်ဆန်သူတယောက်လည်းဖြစ်ပါတယ်။ငါကြီးထွားနိုင်ဖို့အတွက်လိုအပ်တဲ့စိတ်ရှိမှုနဲ့အချင်းကိုငါပေးနိုင်ပါတယ်။ငါတိုးတက်နိုင်ဖို့အတွက်လိုအပ်တဲ့အရာအားလုံးငါမှရှိနေပြီဆိုတာကိုငါနားလည်ပါတယ်။တခြားလူတွေကိုခွင့်လွှတ်တယ်လို့ငါကငါလည်း ခွင့်လွှတ်ပါတယ်။ငါ့ကိုမမရင်ရင်ဆက်ဆံခဲ့တဲ့ လူတွေကိုအပြစ်ပြန်ပေးရမယ်ဆိုတဲ့စိတ်လည်းငါမှမရှိပါဘူး။တို့ရဲ့အပြုအမူတွေကငါတောင်းဝန်ယူရမယ့်ကိစ္စတွေမဟုတ်ဘူး။ငါကမှန်ကန်တဲ့အရာကိုသာရွေးချယ်ပြီးတော့ကိုယ်ပါတာကုသနိုင်ဖို့ကိုပဲအာရုံစိုက်ထားပါတယ်။တခြားသူတွေရဲ့အပြုအမူတွေကငါဘာလုပ်လဲဆိုတာကိုမသတ်မှတ်နိုင်ပါဘူး။ဘဝကြီးကိုဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုငါတယောက်တည်းကပဲဆုံးဖြတ်နိုင်တာပါ။အမြဲတမ်းမြတ်တာထားဖို့နဲ့ခွင့်လွှတ်ပေးနိုင်ဖို့ကိုသာငါရွေးချယ်ပါတယ်။ တခြားလူတွေရဲ့အပြုမူတွေကိုဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုငါကပဲသတ်မှတ်ပါတယ်။လူတွေကငါခံစားချက်တွေကိုဂရုစိုက်ကြပြီးတော့လေးစားမှုတွေပေးကြပါတယ်။ငါကဘလို့အခြေအနေပဲဖြစ်ဖြစ်ချင်းမြတ်နိုးခြင်းကိုခံရတဲ့လူတစ်ယောက်ဖြစ်တယ်။ငါကတန်တရားတွေကြောက်ရွံ့မှုတွေအစားအမြဲတမ်းမေတ္တာတွေစိတ်မှန်မှုတွေနဲ့ပဲနေထိုင်ပါတယ်။ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မှုနဲ့ကောင်းမွန်တဲ့ဘဝတစ်ခုကိုနေနိုင်မှုအတွက်ငါကသင်ယူနိုင်စွမ်းတွေရှိပါတယ်။ငါကတခြားသူတွေရဲ့အံ့ဩမှုနဲ့လေးစားမှုတွေအတွက်အမြဲတမ်းတကားဖွင့်ထားပါတယ်။ ငါနာကျင်မှုတွေကိုဒီကံကြော်လွားနိုင်စွမ်းရှိတယ်။ငါကုံကနဲ့ငါဘေးပတ်ဝန်းကျင်ကလူတွေနဲ့ငြိမ်းချမ်းမှုကိုငါရရှိနေပါတယ်။ငါဖြစ်တည်မှုနဲ့ငါပြည့်စုံနေပြီးသားပါ။ငါနှလုံးသားတတောင်းတတာဖြစ်နေစီမှုအတွက်ငါကောင်းကောင်းအာရုံစိုက်ထားပါလေ။ဖြစ်နေသမျှနေလန်းတိုင်းနဲ့ငါဘွားကြီးကိုငါပျော်ရွှင်အောင်လို့နေထိုင်နိုင်ပါတယ်။ငါနှလုံးသားရဲ့အမှန်တရားကိုငါယုံကြည်တယ်။ငါကုံကလုံခြုံတယ်လို့ခံစားရဖို့ကားခွဲဘေးခံရတယ်လို့ခံစားရဖို့အတွက်ငါကုံကလုံပြနိုင်ပါလေ။ငါတွေ့ကြုံတိုင်းအတွက်ငါခံစားနိုင်စွမ်းရှိတယ်။ ငါကတန်ယူခြင်းစိတ်လည်းရှိပြီးတော့သူတစ်ပါးကိုလည်းအဆုံးမဲ့တဲ့မြေတားရီပေးခြင်းစိတ်ရှိပါတယ်ငါတခြားလူတွေကိုပြောင်းလဲဖို့လိုအပ်တယ်ဆိုတဲ့စိတ်ကိုစွန့်လွှတ်ထားနိုင်ပါတယ်ငါကငါနဲ့ငါတိုးတက်ဖို့လိုတဲ့အရာတွေကိုပဲအာရုံစိုက်ထားပါတယ်ငါကအံ့ဩဖို့ကောင်းတဲ့ဖန်တီးမှုတစ်ခုဖြစ်ပါတယ်ငါရဲ့ကောင်းမွန်တဲ့ကံတရားအတွက်ပျော်ရွှင်မှုကိုငါရွေးချယ်ပါတယ်ငါပျော်ရွှင်နိုင်ဖို့လိုအပ်တဲ့ပတ်ဝန်းကျင်ကိုလည်းပဲငါဖန်တီးနိုင်စွမ်းရှိပါတယ်မကောင်းတဲ့ negative sign နဲ့တုံ့ကန်နှုံးတွေစီကနေလွတ်မြောက်ဖို့ငါဘာသာလုံးနိုင်စွမ်းရှိပါတယ် ငါကအတင်းပြင်းပြောခြင်းနဲ့ပြောတတ်တဲ့လူတွေကိုလည်းရှောင်ရှားပါတယ်။ငါကလုံနိုင်စွမ်းရှိတဲ့လူတစ်ယောက်ပါ။ငါကိုလူတွေကလိုချင်ကြပါတယ်။ငါရဲ့ပြစ်တင်မှုကိုငါကျေနပ်ပါတယ်။ဘယ်ရာကမှငါခွင့်မပြုမချင်းငါ့ဘော်တက်ရောက်မှုမရှိပါဘူး။ငါကလွတ်လပ်ပါတယ်။ငါကအတွေးစိတ်ငြိမ်းချမ်းမှုကိုအပေါ်ရဲ့အရာတွေထက်အရေးပေးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိပြစ်ဆုံးပဲကာလာလေးကိုငါတန်ဖိုးထားပါတယ်။အနာဂတ်အတွက်မလိုအပ်ဘဲစိတ်ပူနေတာကဆွာဆုံးရှုံးမှုကိုဖြစ်စေပါတယ်။ငါငါတိတ်ကနေလဲလွတ်မြောက်နိုင်စွမ်းရှိနေပါတယ်။ငါ့ဘော်ရဲ့ဘေးအိမ်လေးမှာ ငါကပြည်စုံတဲ့အစိပိုင်းဖြစ်ပါတယ်။အခုချိန်အခုနေရာမှာပဲငါကပြည်စုံတဲ့ငါဘဝကိုတည်ဆောက်နေပါတယ်။ငါငါကုံငါကယူဆိုင်နေတယ်ပြီးတော့ငါလုံခြုံနေပါတယ်။ငါကောင်းမွန်တဲ့အရာတွေအတွက်ကံပါလာတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ငါအစိတ်ရှိပြီးတော့ငါဘဝရဲ့တန်ဆင်ကိုငါဘာသာကယူဆိုင်နိုင်စွမ်းရှိပါတယ်။သူတစ်ပါးကိုပေးလိုက်တဲ့ပြန်လေလက်ခံရအောင်လိုက်တဲ့မေတ္တာတွေထဲမှာငြိမ်းချမ်းမှုကိုငါပြန်ရှာတွေ့ပါတယ်။ငါလှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ငါစိတ်ချနေပါတယ်။ငါတခြားလူတွေရဲ့တုံ့ပြန်မှုတွေကိုဂရုမစိုက်ဘဲနဲ့ငါကောင်ကချင်းမြတ်လို့နိုင်စွမ်းရှိပါတယ်။ ငါကတတောက်တတာဖြစ်နေပါလေအခုပြေဆိုပန်အခိုက်တက်လေးမှာငါလုံးကျုံနေပါလေငါကရင်ကြီးပြူငါတယ်ကျင်နာတက်တယ်ခဘာကြီးကဒီတိုင်းပဲရှိနေမှာပါငါကကျင်နာတက်ဖို့နဲ့လေးစားမှုရှိတတ်ဖို့ကိုရွေးချယ်ပါလေမြစ်တာရီအသိဉာဏ်နေနဲ့ငါဘွားကိုရည်သားဖို့ကိုငါရွေးချယ်ပါလေနောင်လာတွေကိုဆုံးလွတ်လိုက်ပြီးတော့ငါဘွားအခန့်သိကိုရည်သားဖို့ကိုငါရွေးချယ်ပါလေငါကမှန်ကန်တဲ့အရာကိုရွေးချယ်ပြီးတော့ဆက်ကြဝလာကြီးကငါကိုဒီအတွက်အဆုချပါလေငါကိုပိုင်ဆုံးဖြတ်ချက်တွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်ငါကလွတ်လပ်ပါလေငါကငါဘွားအတွက် အမိတ်ပေးသူဖြစ်ပါတယ်။ငါလုပ်ခဲ့တဲ့ကောင်းတဲ့ကိစ္စတွေအတွက်ယေရှုတင်ခံရဖို့ကိုထိုက်တန်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ငါကဘဝကြီးကိုအသက်ရှူသွင်းပြီးတော့အရှက်ရမှုတွေကိုအသက်ပြန်ရှူထုတ်ပါတယ်။ချင်းမြတာတွေကိုရှူသွင်းပြီးတော့အပြစ်တင်စိတ်တွေကိုရှူထုတ်ပါတယ်။အရာအားလုံးကဖြစ်နိုင်တဲ့လုံနိုင်တဲ့ဆိုတာကိုငါယုံကြည်ပါတယ်။ငါဒီနေရာကိုရောက်နေတာကရည်မှန်းချက်ရှိပါတယ်။ဒီရည်မှန်းချက်ကိုပြည့်စုံနိုင်ဖို့အတွက်စကြဝဠာကြီးကငါ့ကိုလုံခြုံအောင်ထားပါလိမ့်မယ်။ငါကတခြားလူတွေကိုကူညီပေးပြီးတော့တခြားလူတွေကငါ့ကိုပြန်ပြီးကူညီပေးကြပါတယ်။ လူသစ်တွေနဲ့ဆုံတွေ့ဆက်ဆံတာအတွေ့အကြုံတွေရတာကငါအတွက်တော့လုံးကျုံပါတယ်။ပျော်ရွှင်မှုအတွက်အပြစ်မကင်းသလိုမျိုးခံစားနေရတာမျိုးငါလုံးဝမဖြစ်ပါဘူး။ဘာလို့လဲဆိုတော့ပျော်ရွှင်တဲ့အခိုက်အတန့်တွေကငါနဲ့ထိုက်တန်တဲ့အတွက်ဖြစ်ပါတယ်။ဘဝကြီးကပြည့်ပြည့်စုံနေတာကိုငါကြိုးစို့နေပါတယ်။ကောင်းတဲ့အခိုက်အတန့်ဖြစ်ဖြစ်ဆိုးတဲ့အခိုက်အတန့်ဖြစ်ဖြစ်ငါခံစားပါတယ်။ဖြစ်လာသမျှအရာအလုံးကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့စွမ်းအားတွေငါစီမှာရှိပါတယ်။ငါခံစားရတဲ့အတိုင်းငါဘဝနဲ့ငါဒီထိုင်ပါတယ်။ဒီအတွက်ဘဝကြီးကငါကိုစုချင်းမြင့်ပါတယ်။ ငါနှလုံးသားကိုပျော်ရွှင်မှုစီမှာပဲငါအာယုံစိုက်ထားပါတယ်။ငါကိုယ်ပိုင်အတွေ့အကြုံတွေကိုတခြားလူတွေရဲ့အတွေ့အကြုံတွေချက်ငါပို့ပြီးတော့မှစိတ်ဝင်စားပါတယ်။ငါအတိုင်းလေးပဲလူတွေကငါကိုလက်ခံကြတယ်။ဘဝကြီးကငါအတွက်စည်းစင်းနေပြီးတော့ငါကဘဝကြီးရဲ့စွမ်းအားတွေကိုအသုံးပြုနိုင်ပါတယ်။ဒီနေရာမှာရှိနေရတဲ့အတွက်ငါဘာသာယေရှုတင်မိပါတယ်။တခြားသူတွေကိုမေတ္တာထားရတာက လုံကျုံပါတယ်။ချစ်ခြင်းမေတ္တာဆိုတာအရှာအလုံးပါ။ငါဘဝရဲ့အစင်မှန်အသေးပဲကိုလိုက်ရှာဖို့အတွက် ငါရဲ့မကြမ်းပါတဲ့အတွေ့အကြုံငါဆွတ်လွတ်ပါတယ်။ငါစစ်သည်တော့တယောက် ဖြစ်ပြီးတော့ဘဝကြီးကပေးရလာမယ့်အရာတွေအားလုံးအတွက်အမြဲတမ်းရှိနေပါတယ်။ငါဘရောမအရှုံးမပေးပါဘူး။အခုချိန်ကစပြီးတော့ငါကမဖြစ်နိုင်တာတွေကိုဖြစ်နိုင်အောင်လုပ်မှာပါ။ငါလုပ်ဖို့လိုအပ်တဲ့အရာတွေအားလုံးကိုငါလုပ်နိုင်စွမ်းရှိပါတယ်။ဘာလို့လဲဆိုတော့ငါကထောက်ပံ့ကူညီပေးခြင်းကိုခံရတဲ့လူတယောက်ဖြစ်နေတဲ့အတွက်ပါ။ငါလုပ်နိုင်စွမ်းရှိတယ်လို့လုပ်လဲလုပ်ပါပါ။ငါယုံကြည်မှုဖွင့်လှစ်ထားတဲ့စိတ်နှလုံးနဲ့ပျော်ရွှင်မှုတွေနဲ့အတူရှေ့ဆက်နိုင်စွမ်းရှိနေပါ ငါအတွက်ပြီးပြည့်စုံတဲ့အခြေအနေတွေကိုဖန်တီးဖို့အတွက်ငါအစရာတက်ကြွနေပါတယ်။ငါအသင်ယူနိုင်စွမ်းရှိသလိုအခြားသူတွေကိုလည်းပြန်ပြီးသင်ပေးနိုင်စွမ်းရှိနေပါတယ်။ငါအရှိကိုထွက်ပြီးတော့တက်စာတရားကိုပြောနိုင်စွမ်းလည်းရှိနေပါတယ်။ငါအလုံးနိုင်စွမ်းရှိတဲ့လူတစ်ယောက်ပါ။ငါငါအခွင့်အရေးတွေကိုတောင်းဆိုနိုင်တဲ့လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ငါအရှုံးကိုလက်ခံနိုင်ပြီးရှေ့ဆန်နိုင်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ငါဘန်းနိုင်ကိုမရောက်သေးဘူးဆိုပေမဲ့ဘရောမမရောက်ဘူးလို့ဆိုလိုနေတာမဟုတ်ပါဘူး။ငါလိုဆောင်မှုတွေကအရေးချင်းမမီဘူးလို့ဆိုလိုနေတာလည်းမဟုတ်ပါဘူး။တခြားလူတွေရဲ့အမြင်တွေက ငါကိုယ်ပိုင်အမြင်လောက်စစ်မှန်နေခြင်းမရှိပါဘူးငါငါချစ်တဲ့လူတွေအတွက်ကောင်းတာတွေလုပ်ပေးချင်တာမှန်ပြီမဲ့ဒါကိုအမြဲတမ်းလုပ်နေစရာမလိုအပ်ပါဘူးတကယ်လို့ငါကနိုးဆိုပြီးတော့ညှင်းပယ်လိုက်မယ်ဆိုရင်ငါကလူဆိုးတယောက်ဖြစ်မှာသွားပါဘူးငါကိုအကူအညီလာတောင်းတဲ့လူတယောက်ကိုနိုးဆိုပြီးတော့မှညှင်းဆန်ခွင့်ငါမှရှိပါတယ်တကယ်လို့တယောက်ကမှငါကိုသဘောမချခဲ့ရင်တော့ငါရုပ်ရည်ငါစိတ်ဆန္ဒတွေနဲ့ငါအဆင်ပြေပါတယ်ငါသိဖို့လိုတဲ့အရာအားလုံးကမှန်ကန်တဲ့အချိန်မှာသူ့လူလူပေါ်လာကြပါလိမ့်မယ် ဒီကဘာကြီးကလူတိုင်းအတွက်လုံလောက်တဲ့ကောင်းမွန်တဲ့အရာတွေရှိနေပါတယ်။ငါကတန်ဖိုးရှိတဲ့အရာတွေနဲ့ထိုက်တန်ပါတယ်။ငါရဲ့ပြည်ပြည်စုံတဲ့ဘဝအတွက်ပြည်ပြည်စုံတဲ့အခြေအနေတွေကိုငါဖန်တီးနိုင်ပါတယ်။ငါအသားစရီကိုလေ့လူရှုထားနိုင်ပြီးတော့မှအကောင်းဆုံးဖြစ်ဖို့အတွက်ကိုပဲအာရုံစိုက်ထားနိုင်ပါတယ်။ငါအာရုံစိုက်တဲ့အရာတွေကဒိုးတက်များပြားလာပါတယ်။ဒါကြောင့်ငါဘဝကြီးကပေးအပ်လာတဲ့အရာတွေကိုပဲအာရုံစိုက်ထားပါတယ်။အကောင်းမွန်ဆုံးသောအရာတွေစီကိုငါသွားနေပါတယ်။ငါတိုးတက်နေတယ်။မကောင်းတဲ့ negative sense နဲ့တုံ့ခါနှုံးတွေအားလုံးကိုငါမခံယူဘူး။ ငါကြီးမြတ်တဲ့အကောင်းဘက်ဆန်တဲ့ positive တုံကနှုံးတွေကိုပဲခံယူပါတယ်။တသားတည်းဖြစ်အောင်နေတယ်ညဉ့်ညူအော်ရဲ့နေတာမျိုးတွေကိုငါမလုပ်ဘူး။ငါအတွင်းစိတ်ရဲ့လမ်းညွန်မှုကြောင့်ငါလမ်းကိုရှာတွေ့လိမ့်မယ်ဆိုတာကိုငါယုံကြည်ပါတယ်။တခြားလူတွေကလမ်းရှာမတွေ့ဘူးလို့ပြောနေကြရင်တော့ငါအတွက်လမ်းတစ်ခုတော့ရှိနေမယ်ဆိုတာကိုငါယုံကြည်ပါတယ်။ငါကတခြားအတန်တွေကိုလည်းနားထောင်နေပြီးမဲ့သူတို့ကိုဒီတိုင်းပဲဖြတ်သန်းခွင့်ပြုလိုက်ပါတယ်။ငါကုန်သိကောက်ကိုငါလေးစားပါတယ်။ငါအတွက်ငါအချိန်ရောင်းလုပ်ပါတယ်။ငါကြီးမြတ်တဲ့အရာတွေကိုလုံနိုင်စွမ်းရှိပါတယ်။ ။ဘာလို့လဲဆိုတော့ငါအလိုလိုသိစိတ်ဘူးငါယုံကြည်နေတဲ့အတွက်ဖြစ်ပါတယ်။ငါအနာဂတ်ကိုမဟုတ်ဘဲနဲ့လက်ရှိပြစ္ဆုတ်ပံကာလကိုပဲအသုံးပြုပါတယ်။ဒီနေရာဒီအချိန်မှာပဲကိစ္စတွေပြီးမြောက်အောင်လှုပ်ဆောင်နိုင်စွမ်းငါမှရှိနေပါတယ်။ငါပြောတဲ့စကားတွေကိုငါယုံကြည်ပါတယ်။ငါရဲ့ဒီစားဖြစ်တည်နေရမှုကိုငါခုံယူပြီးတော့တခြားသူတွေကိုမျှဝေဖို့အတွက်လည်းရဲရင်စိတ်တွေငါမှရှိနေပါတယ်။ငါကိုကူညီထောက်ပံ့ပေးနိုင်သူကငါကိုယ်တိုင်ပဲဖြစ်ပါတယ်။ငါငါဖြစ်တည်မှုအတွက်ယုံကြည်မှုရှိနေပါတယ်။ငါခံယူချက်တွေအတွက်ငါသာတာဝန်အရှိဆုံးလူတစ်ယောက်ပါ။ ငါကိုလှူရှားစေနိုင်တဲ့ခြေထောက်နှချောင်းအတွက်ငါကျေးဇူးတင်ပါတယ်။ငါပြတ်တမ်းလာခဲ့တဲ့ပြောင်းလဲတွေအတွက်ငါကျေးဇူးတင်နေပါတယ်။ငါဘူကောင်းမွန်တဲ့ဘဝနဲ့ထိုက်တန်တဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒီစကြဝဠာကြီးကပေးရလာတဲ့ပေါ်ကျွေးဝမှုတွေအားလုံးကိုလက်ခံရယူဖို့အတွက်ငါစိတ်နှလုံးကိုဖွင့်ထားပါတယ်။ငါမှာအဆက်မပြတ်ရရှိနေတဲ့ဂုဏ်ကျက်သေးတွေရှိနေတယ်။ငါစိတ်ကိုပြည့်စည်နိုင်ဖို့အတွက်အရေးသေးကောင်းမွန်တဲ့အရာတွေကိုပဲငါလက်ခံနေပါတယ်။ငါကကဘာကြီးကို positive စွမ်းအားတွေနဲ့ဒုံခါနှုံးတွေကိုပဲပေးဝေပါတယ်။ လူတို့ကိုရှောင်တိုင်းနေပြတာကအဆင်ပြေပါတယ်။ငါကတချို့လူတွေနဲ့စကားမပြောဘူးကိုလက်လက်စွာနဲ့လည်းရွေးချယ်နိုင်ပါတယ်။ငါတငယ်ချင်းတွေနဲ့မကြာခဏမတွေ့ပြပြီးမယ်လေ။ငါကတငယ်ချင်းကောင်းတယောက်ဖြစ်ပါတယ်။ငါမိဘတွေကိုဘလောက်ချစ်တယ်လို့မပြောပြနေပြီးမယ်။ငါတို့အတွက်ကောင်းမွန်တဲ့ကလေးတယောက်ဖြစ်ပါတယ်။ငါတန်ဖိုးကိုငါမသိနေခဲ့ဘူးဆိုရင်တော့ငါကထိုက်တန်တဲ့လူတယောက်ဖြစ်ပါတယ်။ငါကပူပြီးအာရုံဆိုင်နေလာပြီးတော့စိတ်ပြလွင်လာနေပါလာပါလေ။ငါကပူပြီးတိတ်ဆိတ်လာပြီးတော့ဆူညံမှုနေပါလာပါလေ။ ငါဘဝီဆန္ဒတွေပြင်ပြလာပြီးတော့ဂရုစိုက်တက်လာပါတယ်။တခြားလူတွေနဲ့ငါအတွက်အော်ဆရာအတွေ့အကြုံတွေကိုဒီဆောင်နေဖို့အတွက်လိုအပ်တာအားလုံးငါစီမှာရှိနေပြီးသားပါ။ငါငါဖြစ်နေတဲ့အတိုင်းလေးပဲပြည့်ပြည့်စုံနေပါတယ်။ငါငါရတဲ့နာတွေကိုတောင်းဆိုပြီးတော့စကြဝဠာကြီးကငါတောင်းဆိုတာတွေကိုပေးရပါတယ်။ငါနှလုံးသားကတန်ဖိုးရှိပြီးတော့ငါကငါနှလုံးသားကိုဂရုစိုက်ပါတယ်။မကောင်းတဲ့တောင်းကနှုံးတွေအားလုံးစီကနေငါကငါကားခွဲပါတယ်။ငါကိုယ်ပိုင်ဂီတသံနဲ့တူငါကကုန်ပါ တခြားလူတွေငါ့ကိုနားမလည်လည်းပဲဘာမှမဖြစ်ပါဘူးငါ့ကူငါတယောက်တည်းလည်းအဆင်ပြေနေပါတယ်ငါ့ကူငါကျေနပ်နေပါတယ်မှန်တယ်မှာငါဘာသာစကားပြောရတာကငါတက်တောက်တက်တာဖြစ်ပါတယ်ငါမားခဲ့တာတွေအတွက်ငါတောင်းပန်မယ်ယေရှုတင်စရာတွေအတွက်ငါယေရှုတင်မယ်ငါ့ကူငါယုံကြည်တယ်ငါ့ကူငါခုံယူတယ်ငါ့ကူငါလိုအပ်တယ်ငါ့ကူငါလေးစားတယ်ငါကဒီဘွားကြီးကိုနေတာရှင်တန်ဖို့အတွက်ထိုက်တန်တယ်မိတ်ဆွေကမြန်မာလူအနှစ်ချိုစာအုပ်ကလေးတွေကိုနားဆင်ရတာစိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်ရဲ့ Wellpower Audio Book App လေးနဲ့မိတ်ဆက်ပေးပါရစေ။မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကလေးတွေကိုမြန်မာလိုလိုရင်းတူရှင်းအဓိကအနှစ်သာရတွေကိုသာထုတ်ယူအနှစ်ချုပ်ပြီးတော့မှ Wellpower Audio Book App ပေါ်မှာစုစည်းပေးထားပါလိမ့်။စာအုပ်တွေကိုစိတ်ပညာအောင်မြင်အတွေ့အမိုင်းစသဖြင့်အမျိုးအစားလိုက်ပါခွဲပေးထားပါလိမ့်။စာအုပ်ပေါင်းရာနဲ့ချင်းရှိနေပြီးတော့မှနေ့စဉ်အသစ်တအုပ်ကိုလည်းကျွန်တော်တို့ကြိုးစားတင်ဆက်ပေးနေပါတယ်။မဘာဝင်ကြီးလေးတော့ရှိပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။မိတ်ဆွေတို့အပြင်မှာစာအုပ်တအုပ်ပေးဝေရတော့တော့မှမရှိနိုင်ပါဘူး။ ။တလားကနေတနည်းအထိမှန်ပါဝင်နိုင်ပါတယ်။တလားကို4900ချက်သေးပါ။ဟုတ်ပါတယ်4900တဲ့ပါ။ပြီးတော့မိတ်ဆွေတို့မှန်ပါဝင်ခြင်းရဲ့ဆေးရကန်နှုန်းကိုမိဘမဲ့ခေရမှာပါ။တသားမိမိတို့အတွက်လူတန်းပေးသားမှာဖြစ်ပါတယ်။မိတ်ဆွေက6လသို့မဟုတ်တနည်းမှန်ပါဝင်ဖို့ဆုံးဖြတ်လိုက်တဲ့ဆိုရင်တော့ဒီကုတ်လေးကို screen shot လေးယူပြီးတော့မှမှန်ပါဝင်ဖို့အတွက်ဆက်သွယ်တဲ့အခါပြပေးလိုက်ပါ။တလားလက်ဆောင်လေးရပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ app အကြောင်းအသေးစိတ်သိရဖို့အတွက် comment မှာချပေးထားတဲ့ဖုန်းနံပါတ်ကလေးကိုဆက်သွယ်နိုင်တယ်လို့ပဲ ကျွန်တော်တို့ရဲ့ thewellpowermyanmar.com website ပေါ်မှာလည်းဖတ်ရှုနိုင်ပါတယ်။ကဲကျွန်တော်တို့ကိုအားပေးလျက်ကမမ္ဘာဝင်ပေးကြတဲ့မိတ်ဆွေတွေကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောချင်ရင်ကကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဆက်လိုက်ကြရအောင်ခင်ဗျ။နားဆင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။